စကိုင်းတိုင်းကလေးမြို့နယ်နန်းဆောင်ပို့ရွာတိရွာကိုစစ်ကောင်မရှင်တပ်ကအော်တိုဘာလ10ရက်နေ့ညနေ4နာရီကလေရင်နဲ့ဘုံကျဲတိုက်ခိုက်ခဲ့တာကြောင့်ထိခိုက်သူများပြားခဲ့တယ်လို့ဒေသခံတွေစီကသိရပါဗျ။ Jet Fighter တစ်စီးကဘုံကျဲသွားတာဖြစ်ပြီးဖုန်းလိုင်းနဲ့အင်တာနက်လိုင်းတွေမရတဲ့အတွက်ထိခိုက်ပျက်စီးတာများတယ်လို့ပဲကနဦးသတင်းရရှိထားသေးကအသေးစိတ်တော့မသိရသေးဘူးလို့ဒေသခံတယောက်က TV ကိုပြောပါဗျ။ စစ်တပ်ကကလေးမျိုးနယ်နဲ့ချင်းပြည်နယ်အစကစစ်ရေးနဲ့မသက်ဆိုင်တဲ့ပြည်သူတွေနေထိုင်တဲ့ကြေးရွာတွေကိုပိတ်မှတ်ထားပြီးလေကြောင်းတိုက်ခိုက်တာတွေနဲ့လက်နက်ကြီးနဲ့ပစ်ခတ်တာတွေကိုမကြာခဏပြစ်လုပ်နေတာလို့တော်လိုင်းတပ်ဖွဲ့ဝင်တယောက်ကပြောပါရယ် ပြီးခဲ့တဲ့စက်တင်ဘာလ28ရက်နေ့ညနေပိုင်းကလည်းစစ်တပ်ကကလေးမျိုးနယ်တင်သားကြီးရွာကို drone နဲ့ဘုံကျဲတိုက်ခိုက်ခဲ့တာကြောင့်ဒေသခံပြည်သူ3ယောက်အပြင်းထန်ထဏ်ရရှိခဲ့သေးတယ်လို့သူကဆက်ပြောပြပါတယ်။ဒါ့အပြင်အော်တိုဘာလ10ရက်နေ့ည7:00နာရီလောက်ကစစ်ကော်မရှင်တပ်က Jet Fighter တစ်စီးနဲ့ချင်းပြည်နယ်မတူဘီမြို့မိသက်ယုံအနီးကိုဘုံနှလုံးကျဲချတိုက်ခိုက်ခဲ့ပြီးထိခိုက်ပျက်စီးမှုရဲ့အခြေအနေကိုတော့စုံစမ်းဆဲဖြစ်တယ်လို့ CDF မတူဘီစီကသိရပါတယ်ရှင်။